ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်တင်ဆက်ပေးခြင်းတဲ့ဆိုတာတဲ့ဆွေးနွေးပြတဲ့ပုံမျိုးပါပဲအဲ့ဒါကတော့ဘာလဲဆိုတော့လက်ရှိမှာပြပြနေတဲ့ American Russia တရုတ်ဆက်ဆံရေးတွေမှာဟာ American နေနဲ့ Russia နဲ့တရုတ်ကိုခွဲထုတ်ရေးအတွက်ကြိုးစားနေသလားအမကတရုတ်ခွဲထုတ်ရေးလားတောင်မှမဟုတ်တရုတ်အာနယ်ရေးလားဆိုတော့ခေါင်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တင်ပြဆွေးနွေးသွားခြင်းပါတယ်။ American နေနဲ့ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံးလာခဲ့တဲ့ American နိုင်ငံကြေးရေး policy ကို ပြောင်းပြန်လှန်လိုက်ပြီးတော့ American သမားဒဒေါ်နယ်ထရန့်ဟာ Russia နဲ့ Lisa ကိုရွေးတခုကိုလှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။အဲ့ဒီရွေးကားတော့လူတိုင်းနဲ့သိပြီးသားတင်ပါပါ။ Trump ရဲ့ရွေးကား Ukraine စစ်ပွဲပေါ်မှာဆုံးသက်ပြီးငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးဆိုတာကဦးစားပေးအမိနဲ့ လှုပ်ဆောင်မိတာမျိုးတို့ပြောလို့ရပါတယ်။ဒါဟာဂျိုဘိုင်နေတဲ့ထက်တောင်ကဇလန်စကီးကိုယူကရိန်းပြည်နဲ့ NATO အဖွဲ့ဝင်နိုင်ငံထွေရေးအတွက်သဘောတူညီချက်ပေးထားခဲ့တာကိုဖယ်ရှားလိုက်တဲ့သဘောလိုလဲဆိုရမှာပါ။ရုရှားကတော့ယူကရိန်းပြည်နဲ့ NATO အဖွဲ့ဝင်နိုင်ငံချစ်လာရေးကိုမလိုလားဘူးဆိုတာတိတိလင်းနဲ့ထုတ်ပေါ်ပြောကြားထားတာပါ။စစ်ပြီးပေါ်တဲ့နောက်ပိုင်းမှာယူကရိန်းက NATO အဖွဲ့ဝင်ဖြစ်လာမှာမဟုတ်ကြောင်းလဲထရန့်ကပြောထားပါတယ်။ အဲ့လိုပဲမေတိုအကြီးကြီးကလည်းယူကရိန်းနေနဲ့မေတိုခွဲဝင်နိုင်ငံထစ်လာမှာမဟုတ်ဘူးဆိုပြီးပြောကြားထားတာလည်းရှိထားပြန်ပါတယ်အထူးသဖြင့်ကတော့ယူကရိန်းတက်တဲ့ပုံမှာမူတည်ပြီးထရန့်ကပူတင်နဲ့နီးကပ်မှုကိုပေါ်ကျူးပြနေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်အဲ့ဒီလိုပြောရလောက်အောင်လဲအခုဒီနှစ်2025ခုနှစ်ဖေဖော်ဝါရီလစနေရနေ့မှာထရန့်ကပူတင်နဲ့မိနစ်60ကြာ ဖုန်းနဲ့စကားပြောခဲ့ပြီးခဲ့အချိန်မှာပဲ ကျွန်တော်တို့အလုပ်အတူတူလုပ်ဖို့သဘောတူခဲကြတယ်။တနိုင်ငံနဲ့တနိုင်ငံအပြန်အလှန်လဲပတ်ကြတာတွေပါဝင်သိခိုနီနီကက်ကက်အလုပ်လုပ်ကြမှာပါလို့ထုတ်ဖော်ပြောကြခဲ့တာဖြစ်ပါတယ်။ပြောချင်တာကတော့ယူကရိန်းသိဆမဟုတ်ပါဘူး။ဆက်ဆက်မှုတစ်ခုအနေနဲ့ကျွန်တော်ကအာကင်ပြပေးတာပဲဖြစ်ပါတယ်။တကယ်တမ်းပြောချင်တာကရုရှားနဲ့တရုတ်ဦးပေါင်းနေတာကနေပြီးတော့တရုတ်ကိုခွဲထုတ်ခေးလားဒါမှမဟုတ်ရင်တရုတ်အားနည်းစီရေးအတွက်လှုပ်ဆောင်ကြလားဆိုတော့ကို ပြောကြားသွားမှာပဲဖြစ်ပါရဲ့ခင်ဗျာ ။ဒါရှိအမေရိကန်ရဲ့တချော့ပြန်သမရအထက်တာဝန်ယူလိုက်တဲ့ trend နဲ့ကြွေးကြော်လာတဲ့သိစာချက်တွေရှိပါတယ်။အဲ့ဒါတွေကတော့ Greenland ကိုရယူရေးပါ။ Greenland ရယူရေးကဝဲလို့မရဘူးဆိုရင်ကပ်ယူမယ်ဆိုတာမျိုးတစ်ထိ trend ကပြောကြားထားတာရှိပါတယ်။နောက်တစ်ခုကပနမတူညောင်းကိစ္စပါပဲ။ပနမတူညောင်းဟာအမေရိကန်နေကီဆော့ဘေဘီလက်ရှိမှာတရုတ်တွေကြီးစိုးနေပြီးတော့အကျိုးဖြတ်ထုံးနေတာအကြောင်းကိုထောက်ပြပြီး trend ကပြန်နဲ့ရယူဖို့စူးစမ်းမှာဖြစ်ပါတယ်။ နောက်ဆက်တစ်ခုကလည်းယူကရိန်းငင်းကြမ်းရေးကိစ္စပါယူကရိန်းငင်းကြမ်းရေးကိစ္စနဲ့ပတ်သက်ပြီး EU နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြားမှာပါမေရီဒန်ဟာကွဲအတည်ထွက်လာခဲ့တာဖြစ်ပါတယ်မေရီဒန်အနေနဲ့ထောက်ဖို့ပြောဆိုလာတဲ့အကြောင်းလေးရှိပါတယ်ယူကရိန်းကိုဆက်လက်မထောက်ပံ့ဖို့နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်းအထူးကြပါဝင်နေတာနေပြီးတော့ပို့ပြီးတော့ထည့်ဝင်ကြဖို့ဆိုတဲ့တိစရက်တွေရှိပါတယ်နောက်ဆက်တစ်ခုကတော့ဟာမန်နဲ့အီရန်တိစရက်ဖြစ်ပါတယ် နောက်ဆုံးတစ်ခုကကနေဒါကိစ္စပါလက်ရှိမှာတော့အမေရိကန်ဟာတသက်လုံးပေါင်းလာခဲ့တဲ့ဝီယော့ပါမဟာမိတ်တွေကိုခွာပြီးရုရှားဘက်ကိုဦးတည်ထားတဲ့သဘောမျိုးချင်းနေပါတယ်။သုံးသားသူတွေကတော့အမေရိကန်ရဲ့နိုင်ငံခြားရေး policy ပြောင်းကျန်လှန်ရွေ့သွားပြီလို့တုံ့တက်ထားကြတာရှိပါတယ်ခင်ဗျာ။ဒီရွေးကဘာတွေ့လဲဆိုတာကိုသတိထားကြည့်ရမှာပဲဖြစ်ပါတယ်။ဆိုဗီယက် Union ကြီးကိုအမေရိကန်တွေဖြိုခွဲခဲ့တဲ့တုန်းကတရုတ်နဲ့ဆက်ဆံရေးပြီးဆောက်ပြီးရုရှားကိုအထီးကျန်အောင်လုပ်ခဲ့တာပါ။ အဲ့ဒီ view ဟာကိုလှုပ်ဆောင်ခဲ့တာသာသမရ Richard Nixon လက်ထက်မှာပါလက်ရှိ American ကျသောဗြိတိန်နိုင်ငံသားကြီးမူဝါဒဟာ Richard Nixon ရဲ့ view ဟာကိုတန်အသက်သွင်းမှာထားလားလို့တွေးရမှာပဲဖြစ်ပါတယ်1982ခုနှစ်မှာ Nixon ဟာသူ့ရဲ့အမျိုးသားလုံခြုံရေးကျန်ပေ Henry Kissinger အကြံပြုထားတဲ့အတိုင်းကယုတ်နဲ့စာချုပ်ချို့ဆိုပြီးဒီနဲ့အမေရိကန်နှစ်နိုင်ငံအင်ဂျာဂျီယန်လိုမှုတွေကိုအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကကွန်မြူနစ်နိုင်တဲ့ နိုင်ငံစလုံးဖြစ်တဲ့တရုတ်နဲ့ရုရှားနဲ့နိုင်ငံနဲ့အမေရိကန်နဲ့ဆက်ဆံပြီးဟာတင်းမာနေတဲ့အနေအထားမျိုးရှိနေတာဖြစ်ပါတယ်။နောက်ထပ်သတိထားစရာတစ်ခုကအမေရိကန်မှာထရန့်ပထမသက်တမ်းသမ္မတဖြစ်လာချိန်မှာတရုတ်နဲ့ကုန်သွယ်စစ်အကြီးအကျယ်ဖြစ်ခဲ့ပါနေ။တရုတ်ရဲ့အမေရိကန်ကုမ္ပဏီတော်တော်များများရင်းရံသွားခဲ့ရပါတယ်။အထူးသဖြင့်ဇက်တီနဲ့ဝါဝေတို့ကုမ္ပဏီတွေပါလာခဲ့တာပါ။ဝါဝေအနေနဲ့ဈေးကွက်တွေက ရော့ချသွားခဲ့တာမှန်ပြီမယ်။ Huawei မှာလက်ရှိအသုံးပြုနေတဲ့ကိုပိုင် OS ကိုတော့ Huawei ကုမ္ပဏီကမိုဘိုင်းအထက်နဲ့ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Trump ရဲ့ trade war ဝေဒနာကနေပြီးတော့နည်းပညာနယ်ပယ်မှာတရုတ်ဟာအရှိကိုပိုပြီးတော့ကြောက်လာခဲ့ပါတယ်။အထူးသဖြင့် GDP တိုင်းတာငွေအနေနဲ့ American တရုတ်ကုမ္ပဏီစစ်မဖြစ်ခင်က3.1ရာခိုင်နှုန်းနဲ့6.5ရာခိုင်နှုန်းရှိနေတဲ့ ခြေအနေဖြစ်ပါတယ်။ trade war အလွန်ကာလမှာတော့တတသမ9ရာခိုင်နှုန်းနဲ့9တသမ9ရာခိုင်နှုန်းဆိုပြီးတော့ဖြစ်သွားခဲ့ပါတယ်။တရုတ်က maybe the head GDP အရာမှာပါလွန်သွားတာပဲဖြစ်ပါတယ်။အခုလက်ရှိ2025-2026ခုနှစ်တွေ GDP ပြန်လည်တွက်ချက်ရမှာတော့တရုတ်က2025ခုနှစ်တွေ ၄၈ရာခိုင်နှုန်းဖြစ်ပြီးတော့2026ခုနှစ်အပတ်ကတော့၄ရာခိုင်နှုန်းလို့ပတ်ချက်ပြီးအမေရိကန်အနေနဲ့ကတော့2025ခုနှစ်အတွက်၂ရာခိုင်နှုန်းနဲ့2026ခုနှစ်အပတ်ကတော့1.6ရာခိုင်နှုန်းလို့ခေါ်ပေါ်လာတာဖြစ်ပါတယ်။တကယ်တော့တရုတ်ဟာ2025ခုနှစ်အတွက် GDP 9ရာခိုင်နှုန်းရှိရမယ်ဆိုပြီးတော့ခန့်မှန်းထားခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ကြော်ကြချက်ပင်အနေနဲ့ရုရှားနဲ့တရုတ်အကြားဆက်ဆံရေးကိုအပြော့တော့ တမလာဘောနထရန်နဲ့မေရီတန်ဆူရကလုတ်ဖို့ရည်မှန်းထားတယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကကွန်ဆာဗေးတစ်အဝါသတင်းဌာနဘရစ်ဘတ်ကိုပြောကြားထားတာရှိပါတယ်ရုရှားဟာတရုတ်ရဲ့ဂျူနီယာမိဘတွေအနည်းနဲ့နေနေရတဲ့အခြေအနေဖြစ်နေတယ်လို့ကျွန်တော်ထင်တယ်တရုတ်ဘော်သူတို့မိခိုနေရတော့တရုတ်ပြောသမျှသူတို့ကလိုက်လုံနေရတာတော့ဖြစ်နေတယ်ဒါကရုရှားအတွက်အကျိုးအမြတ်ရမလာနိုင်ဘူး ဒီလိုမျိုးတွေဖြစ်နေတာတော့ Maryland ဥယောပါနဲ့တကဘာလုံးအသက်လည်းအကျိုးမရှိဘူးလို့ Rubio ကအဲ့ဒီသတင်းဌာနကိုပြောကြားချက်ကို BBC ကနေပြီးပြန်လည်ဖော်ပြပေးထားတာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့ထစ်ဆွတ်ပြီးပြောချင်တာတစ်ခုရှိပါတယ်။တူဦးတဲ့ကိုပိုင်အညင်ရကျွန်တော်ပြောချင်တာကတော့တရုတ်နိုင်ငံအနေနဲ့ရုရှားကိုလက်ရှိအချိန်မှာ Junior Mate ဖက်အထစ်တတ်မှတ်ထားသေးတာမျိုးတော့မဟုတ်ပါဘူး။ဒါကြောင့်လည်းနောက်တစ်ချိန်မှာ အဖြစ်လာဘူးလို့ပြောလို့မရပါဘူးဖြစ်လာနိုင်တဲ့နေထားမျိုးတွေလည်းရှိလာနိုင်ပါတယ် reserve date ဒီကိစ္စကိုဖြစ်ခံတယ်လို့အထင်ထားပါဘူးဆက်ပြီးပြောရမယ်ဆိုရင် Rubio's Garden နဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်လင်ကျန်းကတရုတ်နဲ့ရုရှားကြားသဘောထားကွဲလွဲအောင်လုပ်နေတဲ့အမေရိကန်ရဲ့ဂျိုးပမ်းမှုကြာရှုံးရမယ်တရုတ်နဲ့ရုရှားတို့ဟာရေရှည်ဖွံ့ဖြိုးရေးယူဟာတွေနဲ့နိုင်ငံခြားရေးမူဝါဒတွေတူရှိနေတယ်လို့ပြောပြီးတော့ ပြင်းပြင်းထန်ထန်ပယ်ချထားခဲ့တာပဲဖြစ်ပါတယ်။အထူးသဖြင့် COVID-19 ကပ်ရောဂါကခတ်မှုရုရှား၊ယူကရိန်းပနီးပခါကနေ မဟာမိတ်တွေအဖြစ်တိဆောက်ဖောင်းနိုင်မှုစရာရီပေါ်တူကလှုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ပူပြီးသိကြစေတာတော့ရုရှား၊ယူကရိန်းကြက်တဲမှာရုရှားအတွက်လက် net ထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့ရင်းနှံစင်းဝယ်ခင်မှုကလည်းတီယူဟာအမြင့်ဆုံးနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ 2019ခုနှစ်မှာရုရှားစီကနေဒီယိုဂါရေနံစေးပိုးသက်ခွန်းတဲ့ဒသမ၄ပြည်တန်ဖို့ဝယ်ယူခဲ့တာက နေပြီးတော့2024ခုနှစ်မှာတော့62ဒသမ၄ဘီလီယံဖို့ထင်ဝယ်ယူမှုမြင့်တက်ထဲတာဖြစ်ပါတယ်။နောက်ထပ်ရေးပါတဲ့ဒဏ္ဍာရီကို ပြန်ကြည့်မယ်ဆိုရင်ရုရှားမှာရောတရုတ်မှာပါတကယ်ကိုအဖိုးတန်တဲ့ real art element ကိုတဲ့ REE ကိုအများဆုံးပိုင်ဆိုင်ထားကြတာပါ။ပိုင်ဆိုင်ထားတဲ့စီးရင်မှာပြန်ကြည့်မယ်ဆိုရင်လည်း တရုတ်ကနံပါတ်1နေရာမှာရပ်တည်နေပြီးတော့ရုရှားက38မီလီယံမက်ထရစ်တန်နဲ့အဆင့်၄မှာရပ်တည်နေတာဖြစ်ပါတယ်။ပိုပြီးထူးခြားတာကရုရှားနဲ့တရုတ်ဟာတဘာဝတယံဇာတမဟာမိတ်ပါတို့ဆိုပြီးတော့ Swedish Institute of International Affairs ကဒေါက်တာ Henry Westminster ကပြောပြီးအမေရိကန်ကတန်းလန်းလာတာတွေအတွက်ပူတင်ကဒူးနဲ့တရုတ်ကြားကဆက်ဆံရေးကိုရောင်းမဲ့နေထားတော့မရှိဘူးလို့ပုံသက်ချက်ကို BBC မှာပြောကြားထားတာပဲဖြစ်ပါတယ်။ လီချင်းဆိုရဟာထရန့်ရဲ့ဒုတိယသတန်းအတွင်းမှာလောင်ဂျင်းညမဟာဗျူဟာအတွက်လန်နျုံရှာထားပြီးလဲဖြစ်ပါတယ်။မေရီဒန်နန်နန်ရဲ့အမျိုးသားလုံခြုံရေးတာဝန်တွေကိုအမြင့်ဆုံးထိခန်းဆောင်ဖူးသူဖြစ်တဲ့ဒေါ်နယ်ရက်စ်ဖေးရဲ့စကားအရပြောရမယ်ဆိုရင်ပီဂျင်နဲ့မပီဂျင်နှစ်ဖူးဟာကွဲပြားတဲ့အခြေအတွက်တွေပဲ။ပီဂျင်ဆိုတာတော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ပီဂျင်ရဲ့အထူးအချက်ကတော့အခွန်အခခိဆိုင်ရပဲဖြစ်တယ်ဆိုပြီးတော့ရွက်ကြားထားတာဖြစ်ပါတယ်။ ဒီဥကလည်းလက်တွေ့မှာ Trump ရဲ့အခွန်တိုးတာတွေနဲ့ပတ်သက်ပြီး American ထုတ်ကုန်တွေကိုအခွန်ပြန်တဲ့တိုးမြင့်ကောက်ခံတာတွေတိုးလှုပ်လာတာပါရှီကျင့်ဖြစ်နေနဲ့ Wood Wall Diplomacy ကိုချင်းတုံဖို့ညွန်ကြားထားပြီးလည်းဖြစ်ပါတယ်အဲ့ဒီတော့ညွှန်ကြားထားပြီးတဲ့နောက်ပိုင်းမှာတိုးနိုင်ငံအမေနဲ့နိုင်ငံကဆက်ဆိုင်ရေးမှာထပ်တင်တင်ဆက်ဆံတာတွေလှုပ်လာတာဖြစ်ပါတယ်ပိုပြီးပြီးသားစီအချက်တစ်ချက်ကတော့တိုးနိုင်ငံအနေနဲ့စနစ်လာပေါ်ဆုံးမှာ စစ်တပ်နိုင်ငံဆိုတဲ့ဇကောင်းမျိုးကိုထုတ်ခေါ်ရော့ကြလာတာမျိုးရတာနည်းနည်းသတိထားရမယ်အနေထားမျိုးလိုရောရမှာပဲဖြစ်ပါတယ်ဘီဂျင်းဆိုတဲ့အနေနဲ့ဘိုင်ဒန်လက်ထက်တော်ကတရုတ်အမေရိကန်ဆက်ဆံရေးမှာအဖို့ထင်ရှိသလောက်ဖြစ်ခဲ့တာကိုသတိထားမိကြတယ်ထင်ပါတယ်ထရန့်ရဲ့ပထမသတ်တမ်းမှာတရုတ်ဟာကုန်သွယ်စစ်နိုင်ငံဆိုင်ခဲ့ရပြီးတောင်းခံနိုင်ခဲ့တာကိုလည်းမှတ်မိကြအောင်မှာပါသတိထားစရာလေးတစ်ခုအနေနဲ့ထရန့်အနိုင်ရရေးအတွက်ရုရှားသာကူညီခဲ့တယ်ဆိုတဲ့အတန်တွေ ထွက်ပေါ်လာခဲ့ဘူးပါတယ်။အမှန်တကယ်လဲ Facebook ရဲ့သုံးဆွဲသူတန်း90ကျော်ရဲ့ကိုယ်ရေးကိုယ်တော်အချက်လဲပေါ့ချမှုနဲ့ social influence လုပ်မှုတွေကြောင့်ပေါဝင်ပတ်သက်သူတွေကိုဖန်ဆီးရဲ့အခါမှာရုရှားနိုင်ငံသား73ဦးထိပေါဝင်နေတာဖြစ်ပါတယ်။ပူတင်နေနဲ့ threat နိုင်ရရှိရေးထောက်ခံခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ငါလုတ်ခဲ့တယ်။ American Russia ဆက်ဆံရေးပုံမှန်တိုက်ပြန်ချီအောင် try အနေနဲ့လုတ်ပေးမယ်လို့ပြောခဲ့တာကြောင့်ပဲလို့ 2016ခုနှစ်ထရအနိုင်ရပြီးနောက်2018ခုနှစ်ကရင်မလင်နန်းတော်မှာပြုလုပ်ခဲ့တဲ့တရင်စာရှင်မန်ပွဲမှာကူတင်ကိုရန်ကရော့ကြထားခဲ့တာဖြစ်ပါတယ်2016ခုနှစ်မှာအနိုင်ရခဲ့တဲ့ထရန့်ဟာတရုတ်ကိုပင်ငန်းစာကောင်းကောင်းပြီးဟာတာကိုဗေဂျင်းအစိုးရအနေနဲ့မိထားမယ်လို့တော့မထင်ပါဘူးဒါ့အပြင်ရုရှားနဲ့တရုတ်ဟာတဘာဝတယံဇာတမဟာမိတ်ပါဆိုတဲ့အပြင်ဖူတင်ရောရှီဂျင်းဖင်ရောနှစ်ဦးစလုံးဟာအမေရိကန်အပါအဝင်အနောက်မူတီးရေးသမားတွေပဲဖြစ်ပါတယ် လာရအကျိုးတူကြတဲ့ခေါင်းဆောင်နှုတ်ဖြစ်တဲ့တင်သက်ဆိုင်ရာနိုင်ငံတွေမှာအာဏာကိုတက်တန်းရှိရှိကန့်ထားကြသူတွေဖြစ်တာကလည်းထဲ့မင်းစင်းစားရတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။လေးနှစ်တကြိမ်ခေါင်းဆောင်ပြောင်းနေရတဲ့နိုင်ငံကြီးတခုကခေါင်းဆောင်ဖြစ်တဲ့ trend အနေနဲ့ vlog ကျိုးစွားနိုင်တယ်ဆိုတာကလည်းစဉ်းစားစရာပါ။နောက်ထပ်စဉ်းစားစရာတွေကိုထပ်ပြီးတော့ကျွန်တော်ပြောပြတရားစီနောက်ထပ်သတိထားကြည့်မယ်ဆိုရင် ထရန့်ရဲ့တမနာကြမ်းကြင်ပွဲပေါ်ပူတင်ရောရှီဂျင်ပင်ရောမတက်ရောက်ခဲ့ပါဘူး။ပူတင်နဲ့ဖုံးပြောမှုနှစ်ကြိမ်ရှိခဲ့ပြီဖြစ်သလိုဧပြီလမှာထရန့်ကတီယိုကိုသွားပြီးရှီဂျင်ပင်နဲ့ကိစ္စုံကဖြစ်ပါတယ်။ထရန့်အနေနဲ့ဒုတိယသက်တမ်းမှာကနေဒါကိုအခွန်အများကြီးတိုးနေပေမဲ့တီယိုအပေါ်တိုးတဲ့အခွန်ဟုံထားဟာပထမသက်တမ်းနဲ့ရှင်းရင်အရင်ကယူဆိုးဝါနေရမျိုးတော့မဟုတ်ပါဘူး။အထူးသဖြင့်တီယိုပေါ်မှာထရန့်တတိထားကင်ပြွယ်လာတာကိုတွေ့ရမှာပါ။ တရုတ်ကိုအထူးကြံပေါ်အောင်ဗက်ဆာစီဟာခွဲထုတ်မဲ့အကြံသို့မဟုတ်ဟင်နိုရီကီစင်ဂျာရဲ့ပြောင်းပြန်ဖြူဟာသာလက်ရှိရုရှားတေယိုခင်းချင်းကိုထိခိုက်အောင် လုပ်နိုင်တယ်လို့မထင်ပါဘူးတရုတ်ကို အားပြော့ပြီးရုရှားနဲ့ဝေးအောင်လုပ်ဖို့ဆိုတာထရန့်အတွက်မန်ရယ်ကူရက်ကိစ္စရတခုပဲဖြစ်ပါတယ်တရုတ်ဟာတနစ်ကို3.5ခိုင်နှုန်းနှုန်းထားနေစက်မှုခံရရတာတိုးတက်နေတာဖြစ်တယ်လို့လက်နက်နီးပညာမှာလည်းရုရှားနီးတူမစ်ဆိုင်းတွေ ဟိုက်ပါဆော့နက်တွေကိုပိုင်ဆိုင်ထားမှုရုရှားယူကရိန်းပနီပခောက်မှာရုရှားဘက်ကရက်တီထားမှုအီရန်ရဲ့နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီးရုရှားနဲ့ပူးပေါင်းပြီးအီရန်ဘက်ကရက်တီထားမှုရုရှားတရုတ်အီရန်သုံးနိုင်ငံပေါင်းပြီးမကြသေးခင်မက်လ12ရက်နေ့ကအိုမန်ပင်လယ်ကွင်းမှာဂျေတက်လက်တင်မှုပြုလုပ်ထားမှုမေလီကန်နိုင်ငံရဲ့နိုင်ငံတော်ကျွေးမီ36ဒသမ1ထရီလီယံကိုထရန်အနေနဲ့ထွေရှင်းနိုင်ရေး 조사နေရမှုစတဲ့အချက်တွေကိုအစီအစဉ်တကျဆက်ဆက်ကြည့်မယ်ဆိုရင် Trump ရဲ့ဒုတိယမြောက်အင်ဒူသောသက်တမ်းမှာလည်းတရုတ်ကိုဒုက္ခကြီးကြီးဖြစ်အောင်လုပ်နိုင်ဦးမှာမဟုတ်ဘူးဆိုတာကိုစဉ်းစားလို့ရအောင်တင်ပြလိုက်ပါတယ်။မင်းစွီတို့ရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာရေးသွားပေးကြပါအောင်ခင်ဗျာ။